PNB ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီကနေ့အော်တိုဘာလ30ရက်နေ့ PNB ရဲ့ညကင်းသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့အစီအစဉ်မှာတော့ပြည်ခုပ်ပွဲဝါရဖျက်ဆက်ကားကို ဝေဖန်လို့ဒရိုက်တာမိတ်တီပါဝင်၃ဦးကိုစစ်ကော်မရှင်ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းတရုတ်ပြည်အပင်းမှုကြောင့် TNLA ကမိုးကုတ်ကိုလစ်လွတ်လိုက်ရပြီမဲ့ PDF တွေစက်တိတ်မယ်လို့ကြေညာပြတဲ့တင် ရွှေဘုံနဲ့စင်ကူးကိုစစ်ထားတဲ့တရာမိန်ခွဲခံရတာဟာတော်လိုင်းရဲတပ်တွေရဲ့လက်ချက်ဖြစ်တယ်လို့စစ်တပ်ဆွဆွဲတယ်တဲ့တင်။ဧကဘွယ်မဲဆွေဖို့စူယုံနေကြတဲ့ရွှေပြည်သားရက်ခွေရုံကိုလက်ပြဘုံဖြစ်တက်ခဲခဲ့တယ်ဆိုရတဲ့တင်။ဖြိုလက်စားတိတ်ပြူကြလို့ကလေးငယ်တူဦးထိခိုက်တံရရရှိခဲ့တယ်ဆိုရတဲ့တင်။ အစ္စရေးကဂါဇာကိုထပ်မံပစ်ခတ်မှုနဲ့အပြေခါရစရေတိမှမှုများဆိုတဲ့သတင်းပါဝင်နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဘစ်ကော့ဘွဲဝါရဖျက်ဆက်လန်းကိုဝေဖန်လို့ဒရိုက်တာမိတ်တီအပါသုံးဦးကိုစစ်ကော်မရှင်ကဖမ်းဆီးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘီကော့ပွဲဝါရဖျက်ဆက်လန်းကိုဝေဖန်လို့ဆိုပြီးစစ်ကော်မရှင်ကဒရိုက်တာမိတ်တီစပိုတျုတ်ဆောင်ကျော်ဝင်းထုနဲ့ဟာတာတျုတ်ဆောင်အုံတိန်တို့ကိုဖမ်းဆီးအရေးယူလိုက်ပါတယ်။ ဲ့ဒီဇာကဟာငိမ့်ချရဲ့အတွက်အဖြစ်မဟုတ်ပဲစီအာနာရှင်သစ်ဆိုးရှိစီမဲ့ဟန်ပြလုပ်ပွဲတာဖြစ်တယ်လို့အများဆုံးဝေဖန်ခံနေရတာပါအော်တိုဘာလ28ရက်နေ့ကခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများဆိုတဲ့ဝါဒပြဆက်လန်းနဲ့ဆက်လာမှာပါဝင်တရုတ်ဆောင်သူတွေကိုဝေဖန်တိုက်ခတ်ခဲ့တာကြောင့်နေအိမ်တွေကိုလာရောက်ဖမ်းဆီးခဲ့တာလို့အော်တိုဘာလ29ရက်မှာစစ်ကော်မရှင်ကထုတ်ပြန်လိုက်ပါတယ်။ ။လက်ရှိမှာသူတို့ကိုရွေးကောက်ပွဲဥပဒေနဲ့အရေးယူသွားမှာဖြစ်ပြီးဒရိုက်တာမိတ်တီဟာ2021ခုနှစ်ကစစ်တပ်အာဏာသိမ်းမှုပေါ်စတင်ကြောင်းလူမှုကွန်ရက်ပေါ်မှာဝေဖန်ရေးသားခဲ့တာကြောင့်နိုင်ငံတော်ကြီးညိုပြက်စီမှု ပုံမှန်905ကကြီးဖြင့်ဖမ်းဆီးခံခဲ့ရပြီး2022ခုနှစ်အော်တိုဘာလ28ရက်နေ့ကလူငင်းနဲ့ပြန်လည်လူမြောက်လာခဲ့တာပါ။ဒါကြောင့်ဒရိုက်တာမိတ်တီကိုရခင်လူငင်းခွင့်ပြုခဲ့တဲ့ပြည်တံတွေမှာပြန်လည်ကြားခံစေတဲ့အထွေအရေးယူသွားမယ်လို့စစ်ကောင်ရှင်ကဆိုပါတယ်။ ပြီးခဲ့တဲ့ဇွန်လ29ရက်ကရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းခဲ့တာဖြစ်ပြီးစက်တင်ဘာ30ရက်နေ့အထိအဲ့ဒီဥပဒေနဲ့အမှုပေါင်း24မှုမှာလူ64ဦးကိုစစ်ကော်မရှင်ကအရေးယူထားတယ်လို့ထုတ်ပြန်ထားပါသေးတယ်။အဲ့ဒီခေတ်သမိုင်းကိုတုံဆိုင်မဲ့သူများဝါရဖျဆလမ်းမှာနေတုံးမြင့်မြ၊နေဝင်း၊အေးချမ်းမွန်၊ချူလေး၊စရံတွေဖြစ်တဲ့အွန်ခိုင်ငပြောချော်၊သွင့်လင့်စားတဲ့စစ်တပ်ဘောမတဲ့အမှုပညာရှင်တွေကတရုတ်ဆောင်ထားကြတာပါ။ အဲ့ဒီလူပညာရှင်တွေကိုအာမပေးဖို့နဲ့သူတို့ကြော်ညာပါတဲ့ထုတ်ကုန်တွေပါတပိတ်မှော့ပြီးလူမှုရေးပြစ်ဒဏ်ပေးဖို့ပြည်သူတွေကတိုက်တွန်းနေပြီးရန်ကုန်တိုင်းအတွင်းလှုပ်ရှားနေတဲ့မြို့ပြပျော်ကြားဖွဲ့တွေကလည်းလက်တွေ့ရေးယူတာတွေဆောင်ရွက်သွားမယ်လို့ကြေညာထားပါတယ်။ရွှေဘုံနဲ့စင်ကိန်းကိုစစ်ထားတဲ့တံတားမိန်ခွဲခံရတာဟာဒေါ်လာရေးတပ်တွေရဲ့လက်ချက်ဖြစ်တယ်လို့စစ်တပ်ဆူဆွဲတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းရွှေပိုမြို့နယ်မျောမြမြို့နှင့်မန္တလေးတိုင်းစင်ကူးမြို့တို့ကိုဆက်သွယ်ထားတဲ့ရတနာသင်္ခတ်တန်းမှာမိန်ခွဲခံရတာကြောင့်ပြိုကျပျက်စီးသွားတယ်လို့စစ်ကော်မရှင်ဝါဒဖြန့်တွေကထုတ်ပြန်ထားပါတယ်။အော်တိုဘာ29ရက်နေ့ပိုင်းမှာပျက်စီးခံရတယ်လို့စစ်ကော်မရှင်ရဲ့ဝါဒဖြန့်ချန်နယ်တွေကသတင်းဖြန့်လာတာဖြစ်ပြီးတော်လာရေးတပ်ဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ဆွဆွဲပြောဆိုထားတာပါ။မိန်ခွဲခံရမှုကြောင့်တရားရဲ့အခမ်းအနားချိုး ချိုးချပြည့်စင်းနေတာကိုတပ်ပုံမှမြင်တွေ့ရပြီးအဲ့ဒီခန်းလက်ခါမှာမန္တလေးတိုင်းဒေသကြီးစင်ကူးဖေးအချမ်းကဖြစ်တယ်လို့ VMB ရဲ့အချက်လက်တွေကသိရပါတယ်ဒီတရာချိုးတာနဲ့ပတ်သက်ပြီး VMB သတင်းဌာနအနေနဲ့မေးမြန်းရာတရာချိုးချမှုကိုသိရှိပေမဲ့သူတို့လက်ချက်မဟုတ်သလိုပဲချင်ကလေးကချိုးနေတာကိုမသိကြောင်းပြောကြပါတယ်အဲ့ဒီတရာထက်ကိုစစ်တပ်ကအထိန်ချတပ်ဆွဲနေရယူပြီးပိတ်ဆို့ထားတာကြောင့် အများပြည်သူအုံပြူလာခွင့်မရတာနှိမ့်နှစ်ချီကြနေပြီလို့စင်ကူးဒေတာခံတွေကပြောကြောင်းဒေတာတွင်သတင်းမီဒီယာဖြစ်တဲ့မန္တလေး Free Press ကဒီကနေ့မနေ့ပိတ်မှာဖော်ပြထားပါတယ်။ဒါ့အပြင်အဲ့ဒီတရားကိုအုံပြူခွင့်မရတာကြောင့်ဒေတာခံတွေဟာ အရာဝတီမြေယိုကြီးရွာတချို့မှာယာယီကူးတိုးစိတ်တွေလောက်ကစစ်တွေရေရင်တွေနဲ့မြေကူးနေကြရပြီးတရားထိုင်မန္တလေးပြည်ချောင်းစင်ကူးမြို့ကို2024နှစ်လပဲကလေးကတော်လှန်ရေးတပ်တွေကတိုင်ပိတ်ထားပြီးစကိန်းလေးပြည်ချောင်းမြို့မြမြို့မှာတော့စစ်တပ်ကခံစစ်ပြင်ထားတယ်လို့ဆိုပါတယ်။အဲ့ဒီတရားကိုသမရဟွန်ဦးသိန်းစင်ဆိုရလက်ထက်2010ခုနှစ်ကဒီဆော့ဖွင့်လိုက်ခဲ့တာဖြစ်ပြီးပြမတရားအရှိ2218ပေရှိတဲ့အရာဝတီမြေကူးတရားကြီးတစ်စင်းလည်းဖြစ်ပါတယ်။ ပြည်ကပွဲအတွင်းမဲဆွေဖို့နဲ့အစည်းအဝေးလုပ်မယ်လို့တတိယထားတာကြောင့်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ခုနှစ်ရပ်ကွင်အဆိုရေးမှုရောလက်ပြဘုံနဲ့ပြစ်ခတ်တက်ခတ်ခဲ့တယ်လို့မာသာဆောင်ရန်ကုန် force မြို့ပြပျော်ကြားတပ်ကပြောပါတယ်။အော်တိုဘာလ30ရက်နေ့မနေ့7ရက်နေ့ဝန်းကျင်ကရွှေပြည်သာမြို့နယ်ခုနှစ်ရပ်ကွင်အဆိုရေးမှုရောမှာပုံပေါ်ကွဲတောင်ကြားခဲ့ရတာဖြစ်ပြီးဒီတက်ခတ်မှုကိုမာသာဆောင်ရန်ကုန် force နဲ့ရန်ကုန်အာမီတို့ပူးပေါင်းတက်ခတ်ခဲ့တာလို့မာသာဆောင်ရန်ကုန် force အဖွဲ့ကဆိုပါတယ်။ တက်ခိတ်မှုအတွင်းတဦးပြင်းထန်တရားရပြီးနှစ်ဦးအနှဲငယ်တရားရခဲ့ကလူနာတည်ရင်တွေထွက်ခွာသွားတာရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်ဒီတက်ခိတ်မှုတွေနဲ့ပတ်သက်ပြီး BNV ကအတိအချအတည်ပြုနေတာမရှိသေးပါဘူး ပြစ်ခတ်မှုပြုလုပ်ခဲ့တဲ့မာသာစောရန်ကုန်ဖို့စ်ရန်ကုန်အာမီရိုနဲ့အတူရန်ကုန်တိုင်းတွင်စီရေးလှုပ်ရှားမှုများပြုလုပ်လျက်ရှိတဲ့ Top Shadow Operation Flying Broken System စားတဲ့ငါးဖွဲ့ပူးပေါင်းပြီးစစ်ကော်မရှင်ပြုလုပ်မဲ့ရွေးကော်ပွဲအတွင်းဝါရပြဆက်လန်းတွေကတရုတ်ဆောင်တွေကိုလက်တွေ့တုံ့ပြန်ရေးယူမယ်လို့အော်တိုဘာလ28ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဖြိုလင်းစားတိုက်ပြိုကြလို့ကလေးငယ်တအူးတန်ရန်ရရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းချာအေးတာဆောင်မြို့နယ်မှာငလင်တန်တင်တဲ့တိတ်ကိုဖြိုချရမှာအော်တိုဝါလာ30ရဲ့9နာရီဝန်းကျင်မှာပြိုချမှုဖြစ်ပြီးကလေးငယ်တဦးတိုင်ရာရရှိခဲ့တယ်လို့အနီစလလူမှုကွန်ရီရဲ့အဖွဲ့ကသိရပါတယ်။ချာအေးတာဆောင်မြို့နယ်84လမ်း31လမ်းနဲ့32လမ်းကြားရှိဖြိုလစ်စားတိတ်ပြိုချရမှာကလေးငယ်တဦးထိခိုက်ဒဏ်ရာရခဲ့တာပါ။အဲ့ဒီဒဏ်ရာရတဲ့ကလေးငယ်ဟာမူလာရာအရွယ်မင်းကလေးဖြစ်ပြီးညာလေးနဲ့ဒူးကောဒဏ်ရာရရှိကမန္တလေးစီယုံကြီးစီပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ ြီးခဲ့တဲ့အော်တိုဝါလာ21ရက်ကလည်းချောင်းအီးတန်ဆာမြို့နယ်ထဲမှာပင်အော်နာရိတ်တာအနော်ရက်ကွင်းမှာ ဖြိုလင်းစတိတ်ကပင်းအိမ်ပေါ်ပြူစားလို့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရခဲ့တာပါပြည်လာကျော်ပြုတ်ပြင်နေတာကြောင့်ရန်ကုန်လေဆိပ်ညအချိန်ပြန်သားမှုတွေကိုယခုနှစ်ကုန်အထိပိတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လေရင်ပြည်လာကျောင်းပြုတ်ပြင်နေတာကြောင့်ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ရှိညာဘေးလေရင်ပြန်သားတော်ကိုယခုနှစ်ကုန်အထိပိတ်ထားတယ်လို့ MAN ကသတင်းထုတ်ပြန်လာပါတယ် အတော်ပါ29မိနစ်ပိုင်းမှာထုတ်ပြန်လိုက်တာဖြစ်ပြီး MAN ရဲ့ခင်းစဉ်အချို့ကိုလည်းပြောင်းလဲထားတယ်လို့ဆိုပါတယ်။အတော်ပါလာ29ရက်နေ့မှစတင်ကလေစိတ်ကိုည7:00နာရီမှမနေ့6:00နာရီအထိပြုပြင်ဆဲကာလသတ်မှတ်ကယာယီပိတ်ထားမှာဖြစ်ပြီးယခုနှစ်ကောင်ဒီဇင်ဘာ31ရက်နေ့အထိတစ်လအကြာပိတ်ထားမယ်လို့ဆိုပါတယ်။ ခီးတယ်ရယ်အနေနဲ့ဝယ်ယူထားတဲ့ခီးစင်တွေအတွက်အသေးထားမှပြောင်းလဲထားတဲ့ခီးစင်အချိန်တွေကိုပြန်လည်စစ်ဆေးကြဖို့နဲ့ transit ခီးစင်တွေအတွက်လည်းလိုအပ်တဲ့စစ်ဆင်မှုတွေပြုလုပ်ထားပေးဖို့ကိုလည်း MAN ကတိတ်တွန်းထားပါသေးတယ်ရှင်။ဒီတွင် သတင်းတွေပြီးမှတော့နိုင်ငံတကာသတင်းတွေဖြစ်ကိုကြည့်ကြရအောင်ပါ။နိုင်ငံတကာသတင်းတွေကိုတော့ကိုဖုံးမွန်ကဆက်လက်တင်ဆက်ပေးသွားပါမယ်။သမရဒေါ်နယ်ထရန့်နဲ့ရှီကျင်းမင်တို့ရဲ့အမေရိကန်တွေ့ဆုံပွဲမှာဘာတွေပြောခဲ့ကြသလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်။ ဒီနှစ်ရဲ့အရေးကြီးဆုံးထိပ်သီးဆွေးနွေးပွဲတွေကတစ်ခုဖြစ်တဲ့ American သမ္မတ Donald Trump နဲ့တရုတ်သမ္မတ Xi Jinping တို့ရဲ့တွေ့ဆုံပွဲကို Down Korea ကဆေးရှည်ဆိုင်စခန်းတစ်ခုမှာကျင်းပခဲ့ပါတယ်။လွန်ခဲ့တဲ့လကနိုင်ငံခြားတင်းမာနေတဲ့ဂုံသွေးရေးစစ်ပွဲနောက်ခံမှာတွေ့ဆုံခဲ့ကြတာပါ။တွေ့ဆုံမှုပြီးမှနှစ်ဦးစလုံးဟာအခွန်နှုံးသားတွေရှော့ရှာရင်းနဲ့ပဲပိဆက်ပြန်လဲဝယ်ယူရေးသဘောတူညီချက်တွေနဲ့ပြန်လဲထွက်ခွာလာခဲ့ပါတယ်။ဒီတွေ့ဆုံပွဲဟာ Trump သမ္မတပြန်ဖြစ်ပြီးမှ ်တမရရှီကျင်းဖင်နဲ့ပြန်လည်တွေ့ဆုံတာပါဒေါ်နယ်ထရန့်ကဒါအမကန်တွေ့ဆုံပဲပါလို့ပြောပြီးအစည်းအဝေးကို10မှတ်မှာ12မှတ်ပေးခြင်းနဲ့လို့သတင်းထုတ်တွေကိုပြောကြားခဲ့ပါတယ်ထို့ပြင် ရှီကျင်းဖင်ဟာခေါင်းဆောင်ခေါင်းကြီးပါလို့ရှီကျူးခဲ့ပါတယ်တမရရှီကျင်းဖင်ဘက်ကလည်းစီးပွားရေးကြီးနှစ်ခုကြားမှာပုတ်တိုက်မှုတွေရှိတတ်တာပုံမှန်ပါပဲလို့ပြောကြားခဲ့ပြီးနိုင်ငံဟာမိတ်ဖက်တွေနဲ့မိတ်ဆွေတွေဖြစ်တည်ပါတယ်လို့အမှတ်ချက်ပေးခဲ့ပါတယ် ထို့ပြင်တမရထရာ2026ခုနှစ်အေဗီလာမှာတရုတ်နိုင်ငံသို့သွားရောက်မယ်လို့ပြောကြားခဲ့ပါတယ်။တမရရှီကျင်းမင်ကလည်းအဲ့ဒီနောက်ပိုင်းမှာအမေရိကန်ကိုပြန်လာဖို့စီစဉ်ထားတယ်လို့သိရှိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမေရိကန်တမရဒေါ်နယ်ထရန့်က၎င်းတို့ရဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုများချက်ချင်းစတင်ရန်ညွှန်ကြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။တမရထရန့်ဟာတရုတ်ကောင်းဆောင်ရှီကျင်းဖင်နဲ့ဒေါင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှာတွေ့ဆုံခဲ့ပြီး အရေးကြီးထိပ်သီးစီဝေးတိုင်းပြီးမိနစ်ပိုင်းလိုမှာဆိုရှယ်မီဒီယာမှတဆင့်ကြေညာခဲ့ခြင်းဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမာပူတင်ကနျူကလ িয়ার စွမ်းအင်သုံးနျူကလ িয়ার တပ်ဆင်နိုင်တဲ့ရေအောက်မောင်းသူမဲ့ drone ကိုအောင်မြင်စွာဆန်းသက်ပြီးစီကြောင်းပြောကြားပြီးတရက်ကြာမှာ Trump ရဲ့ညွှန်ကြားချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ Trump ကအမေရိကန်ဟာအခြားမျိုးစည်းနိုင်ငံတဲ့မဆိုနျူကလ িয়ার လက်နက်ပုံများကြောင်းနဲ့၎င်းရဲ့ပထမတက်တန်းတွင်လက်နက်ဟောင်းများကိုပြည်စုံစွာပြန်လည်မုံမံပြင်ဆင်ခြင်းပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ လက်ရှိမှာအမေရိကန်နိုင်ငံဟာနျူကလ িয়ার ပိုင်ဆိုင်မှုအများဆုံးဖြစ်ပြီးရုရှားကဒုတိယနဲ့တရုတ်ကလှမ်းဝေးသောတတိယနေရာမှာရှိတော်လဲ၅နှစ်အတွင်းမှာတရုတ်ကဒန်းတူဖြစ်လာမယ်လို့အကောင်းကသတိပေးခဲ့ပါဗျ။အမေရိကန်ဟာ1945ခုနှစ်မှ1992ခုနှစ်အထိနျူကလ িয়ার စစ်တပ်မှုပေါင်း1054ကျင်းပြုလုပ်ခဲ့ပြီးနောက်ဆုံးပောက်ကွဲမှုစစ်တပ်မှုကို1992ခုနှစ်စက်တင်ဘာလမှာပြုလုပ်ခဲ့ပြီးထိုနှစ်အောက်တိုဘာလမှာ တမရဂျော့ဒဘလူဘုရှ်ကနောက်ထပ်စမ်းသပ်မှုများကိုစိုင်းငံ့ရန်အမိန့်ချခဲ့ပါတယ်။ထိုချိန်မှစ၍နျူကလ িয়ার ပောက်ကွဲမှုမပါတဲ့စမ်းသပ်မှုများနဲ့ကွန်ပျူတာဖြင့်ပုံဖော်စမ်းသပ်မှုများဖြင့်သာအစားထိုးခဲ့ပါတယ်။ဤလုပ်ငန်းစဉ်ဟာမြို့တိနေရာမှာမြို့သူစတင်မယ်လို့အတိအကျဖော်ပြထားခြင်းမရှိတော့လဲ။ဤဆုံးဖြတ်ချက်ဟာနှစ်ပေါင်း30ကြာစိုင်းငံ့ထားတဲ့အမေရိကန်ရဲ့မူဝါဒကိုပြောင်းပြန်လှန်လှိုက်ခြင်းဖြစ်ပါတယ်။ဒါဟာကမ္ဘာလုံးဆိုင်ရာ လက်နက်ထင်းချုပ်ရေးကြိုးပမ်းမှုများနဲ့နိုင်ငံတကာဆက်ဆံရေးကိုပိုမိုတင်းမာစေနိုင်တယ်လို့သုံးသပ်ရပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံကအမေရိကန်တို့တင်ပို့တဲ့မြေရှားတပ်တုကတ်တက်ချက်တချို့ကိုတနစ်တာယာယီရက်ဆိုင်ဆိုတဲ့သတင်းကိုပြောပြချင်ပါတယ်တရုတ်စီးပွားရေးဝန်ကြီးဌာနရဲ့ကြေညာချက်အရနှစ်ဖက်စလုံးဟာမကြသေးမီကတင်းမာမှုမြင့်တက်လာတဲ့ကုန်သွယ်ရေးအငင်းပွားမှုတွေကိုပြေလည်စေရန်နားလည်မှုရယူခဲ့ကြပါတယ်တရုတ်နိုင်ငံဟာ ရေရှားပုတ်ကုန်ထိန်းချုပ်ရေးဆိုင်ရာစီမံများကို တနစ်တာယာယီရပ်ဆိုင်းမိဖြစ်ပြီးအမေရိကန်ကလည်းခွန်ခါများပေါ်တရုတ်ဤတံပြန်ဆောင်ရွက်မှုများကိုလည်းရှော့ရှာရန်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်ဟုဆိုပါတယ်။ရှားပါမြေရှားတပ်တို့များစစ်လက်နက်ပစ္စည်းများစီမီကွန်တက်တာများနဲ့အခြားနည်းပညာမြင့်လုပ်ငန်းများအတွက်အလွန်ရေးပါတဲ့အတွင်းထွက်ပစ္စည်းများဖြစ်ပါတယ်။အမေရိကန်ကလည်း၎င်း၏ကက်သက်ချက်တွေကိုချဲ့ထွင်မဲ့စီမင်းအစ်စ်ကိုတစ်နှစ်တာရွှေ့ဆိုင်းပေးမယ်လို့ဆိုပါတယ်။ ထို့ပြင်အမေရိကန်ကဖန်တန်နိုင်းမှုရစီဝါတရားမဝင်စီစဉ်မှုနဲ့ဆက်ဆက်သောတရုတ်သွင်းကုန်များပေါ်ချမှတ်ထားတဲ့အခွန်နှုန်းနှားကို20ရာခိုင်နှုန်းမှ10ရာခိုင်နှုန်းသို့လျှော့ချပေးမည်ဖြစ်ပါတယ်။ထို့သို့လျှော့ချလိုက်ပါကတရုတ်သွင်းကုန်များပေါ်အမေရိကန်ရဲ့စုစုပေါင်းခွန်နှုန်းထား48ရာခိုင်နှုန်းသို့ကျဆင်းသွားမှာဖြစ်ပါတယ်။တရုတ်နိုင်ငံကလည်းအမေရိကန်ပဲပိဆက်နဲ့အခြားစိုက်ပျိုးရေးထွက်ကိုများဝယ်ယူမှုကိုပြန်လည်စတင်ပြီဖြစ်ကြောင်းတမရထရန့်ကအတည်ပြုကြားခဲ့ပါတယ်။ ်ရုပ်နိုင်ငံကမြေရှားတပ်တုကန့်သက်ချက်များချဲ့ထွင်ခဲ့တဲ့အတွက်ဒမရထရန်ကနိုဝင်ဘာလ၁ရက်နေ့ကစတင်ပြီးတရုတ်သွင်းကုန်များအပေါ်တရားရာဂိုင်နှုန်းအခွန်နှုန်းတာထပ်မံစီးကျင့်ရန်ချိန်ချောက်ထားခဲ့တော်လဲယခုအခါမှာရင်းစီမံများကိုဖျက်သိမ်းလိုက်ပြီးဖြစ်ပါတယ်။၎င်းတို့ရဲ့ဆုံးဖြတ်ချက်များဟာကမ္ဘာထောက်ပံ့ရေးကွင်းဆက်နဲ့ကုန်စည်ဈေးနှုန်းများတည်ငြိမ်ရေးအတွက်အရေးပါတဲ့အမေရိကန်တရုတ်ကုန်သွယ်ရေးဆက်ဆံရေးတည်ငြိမ်မှုပေါ်ဖိအားမှုရှိတာကြောင့် ကပ္ပဈေးကွက်များကစောင့်ကြည့်လျက်ရှိပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အစ္စရေးကဂါဇာကိုထပ်မံပစ်ခတ်မှုနဲ့အပြစ်ခတ်ရက်စဲရေးတင်းမာမှုများအကြောင်းကိုတင်ပြပေးခြင်းပါတယ်အမေရိကန်ရဲ့ဂျာဝန်ဆစ်ဆက်မှုနဲ့စတင်ခဲ့တဲ့အပြစ်ခတ်ရက်စဲရေးစတင်ပြီးတဲ့နောက်ပိုင်းအသေးပြောက်များဆုံးညဖြစ်ပြီးတဲ့နောက်နိုင်ငံပိုင်းအကြာမှာ အစ္စရေးဟာဂါဇာရှိလက်နက်တူလော်ယာနေရာတစ်ခုကိုထပ်မံပစ်ခတ်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ် အစ္စရေးစစ်တပ်ကမြောက်ပိုင်းကာဇာရှိဒေသတွေကိုချက်ချင်းအကြမ်းဖက်တိုက်ခိုက်မှုများအတွက်လက်နက်များတုံ့လောင်ထားတယ်လို့ယူဆရတဲ့နေရာတစ်ခုကိုပြကြစွာပစ်ခတ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။၎င်းရဲ့တပ်များဟာအပြစ်ခတ်ရဲ့စေရေးသဘောတူညီချက်နဲ့အညီဆက်လက်နေရာယူထားမိဖြစ်ပြီးချက်ချင်းချင်းချမှုမှန်သမျှကိုဖယ်ရှားရန်ဆက်လက်လှုပ်ဆောင်သွားမယ်လို့တတိပေးပြောကြားခဲ့ပါတယ်။အစ္စရေးစစ်သားတဦးအင်ကာနီကဂါဇာမှာကြာဆုံးသွားပြီးတဲ့နောက်အစ္စရေးစစ်တပ်ကဘုံကျဲတိုက်ခိုက်မှုများကိုပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ ဟာမတ်ထင်းချုံရာဂါဇာရှိအရက်ဖက်ကာကွယ်ရေးအေဂျင်စီရဲ့အဆိုအရပြီးခဲ့တဲ့ညကဩဂျဲတိုက်ခိုက်မှုမှာကလေး46ဦးနဲ့အမျိုးသမီး24ဦးအပါအဝင်လူပေါင်း104ဦးသေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဂါဇာရှိရွှေပြောင်းနေထိုင်သူမိသားစုများဟာစစ်ပွဲပြီးဆုံးပြီဟုထင်မှတ်ခဲ့တော့လဲဘုံကျဲမှုများပြန်လည်ဖြစ်ပွားနေခြင်းကြောင့်မျှော်လင့်ချက်များပြပြခဲ့ရပါတယ်။ကုလသမဂ္ဂတွေ့ရေးမှူးချုပ်အန်တိုနီယိုကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုများကြောင့်အရက်သားများနဲ့အထူးသဖြင့် ကလေးငယ်များတိုက်ဆုံမှုအားပြင်းထန်စွာရှုတ်ချခဲ့ကြောင်းပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။ထို့ပြင် ကုလသမဂ္ဂအလို့ခွင့်ရဆိုင်ရာအကြီးအကဲဘောကာတက်ကတိုက်ဆုံသူများပြတဲ့အစီရင်ခံစာကိုထိတ်လန့်စရာဟုဆိုကာအပြစ်ခက်ရက်စဲရေးကိုမပြစ်ပြစေရန်နှစ်ဖက်စလုံးကိုတိုက်တွန်းခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဒေတာတွင်ဂျာဝင်ဖြန့်ပြေသူကာတာတို့ကမူအပြစ်ခက်ရက်စဲရေးဟာဆက်လက်တည်မြဲလိမ့်မယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။ အခုနားဆင်ခဲ့ရတာကတော့ကိုဖုံးပေါ်တင်ဆက်ပေးခဲ့တဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့သိပ္ပံနဲ့နည်းပညာသတင်းတွေကိုနားဆင်ခဲ့ရတာပဲဖြစ်ပါတယ်ရှင်။ VNB ရဲ့ညာကင်းသတင်းအစီအစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားပေးခဲ့ကြတဲ့ပရိသတ်တျော့ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။အားလုံးပဲပေးရန်ကင်းကွာပြီးရှင်လန်းချမ်းမြေ့ကြပါစေရှင်။ Burma Independent Voice